တဘာပေါ်မှာမုံမရွာတာနှစ်ပေါင်း600ရှိပြီဖြစ်တဲ့မျိုးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တဘာဝတရားကြီးရဲ့ပေးအပ်တဲ့လက်ဆောင်တွေထဲမှာမိုးရေရတက်ရှိရီအတွက်အရေးအကြီးဆုံးဖြစ်ပါတယ်။ဒါပေမဲ့ကဘာကြီးမှာဒီလိုအဖိုးထန်တဲ့မိုးရေကိုနှစ်ပေါင်း600လုံးလုံးမရရှိပဲရက်တည်နေတဲ့မျိုးတစ်မျိုးရှိရဆိုရင်ယုံကြည်နိုင်ပါမလား။ဒီကနေ့ခြေထရုခရီးစီယန်ကနေပြီးတော့တင်ဆက်ပေးသွားမယ့်တောင်အမေရိကတိုက်ဖီရူနိုင်ငံရဲ့မြို့တော်လီမာမြို့ဟာ လူဦးရေ၁၀သန်းနီးပါးနေထိုင်ပြီးတော့ပစိပိတ်သမုတ်တရာရဲ့ကန်းစက်မှာတည်ရှိတဲ့အကြီးဆုံးဒဲကန်နာယမြို့တော်တစ်ခုဖြစ်ပါတယ်။မိုးရွာခြင်းကိုမတိသောမြို့လို့တင်စားခေါ်ဝေါ်ခြင်းခံရတဲ့လီမာဒီလိုရေရှာပမှုပြဿနာကိုဘလို့ရင်ဆိုင်ပြီးတော့နှစ်ပေါင်းများစွာရည်တည်ရှင်သန်နေရလဲဆိုတာကိုဒီနေ့ဗီဒီယိုလေးထဲမှာအသေးစိတ်လေ့လာကြည့်ရအောင်ပါရှင်။ လီမာမျိုးကိုမိုးမရွာတာနှစ်600ရှိရမျိုးလို့လူပြောများကြပါပဲ။ဒီကြတဲ့သိပ္ပံဒီကြအချက်လက်တွေအရတော့လီမာကတနေ့ကိုပြန်မြမိုးရေချိန်30မီလီမီတာမှ15မီလီမီတာ3.5လက်မခန့်သာရရှိတာဖြစ်ပါတယ်။ဒါဟာကမ္ဘာပေါ်ကတခြားမျိုးတွေနဲ့မိုးရေချိန်နဲ့ရှင်ရင်တော့ဘာမှမပြောပါလောက်အောင် အလွန်ကိုနေပါလို့ပါတယ်။ ဒီပမာဏဟာတကယ်တမ်းမိုးကြီးရွာတာမျိုးမဟုတ်ပဲလင်းလူတွေကဆိုထိုင်းစားတွေအေးခဲပြီးတော့မြုံမုံလေးလိုကြလာတဲ့ဂါရူလို့ခေါ်တဲ့မိုးဖူးဝဲလေးတရားဖြစ်ပါတယ်။ဒါကြောင့်ဒီမြို့ကလူတွေကသီးတွေမိုးကအင်းကြီးတွေဝယ်လို့မရှိကြပါဘူး။ဘာကြောင့်လဲဆိုရင်တော့လီမာဟာဒလောက်တောင်မှခြောက်သွင်းနေရတာကြောင့်ပါ။အဓိကအကြောင်းရင်းကတော့နှစ်ခုရှိပါတယ်။ ံပါတ်1 Indies Town Dance မျိုးရဲ့အရှိတ်မှာတည်ရှိတဲ့ကမ္ဘာအရှိဆုံး Indies Town Dance ရောအမေဇုန်ဘက်ကနေလာတဲ့မိုးရွာစီမဲ့လေဘူးဆူဆွတ်တွေကိုအကာအကွယ်ပေးထားပြီးတော့လီမာကိုမရအောင်ပေးဆွထားလိုက်ပါတယ်။ဟမ်ဘောရေအေးစီကြောင့်ဒီဘေးသမုတ်တရားတွေက စီးစင်းလာတဲ့ရေအေးစီးကြောင်းကဂဲရန်တျှောက်ကလေထုအောက်ကအလွန်ကိုအေးနေပါတယ်။ ဒီလေအေးနဲ့လေပူတွေထိတွေ့လာတဲ့အခါမှာတော့လေလူအပူချိန်ပြောင်းလဲမှုပြောင်းပြန်ဖြစ်ပေါ်လာပြီးတော့မိုးတိမ်တွေမြင့်မြင့်မတက်နိုင်ပဲမြေပြင်အနီးမှာပဲမြူကိုးတွေအဖြစ်အုံဆိုင်နေစေပါတယ်။ရင်ခွင်တွေရှိနေပေမဲ့အပေါ်အမရောက်အလုံးလောက်လည်းမစုစည်းနိုင်တဲ့အတွက်မိုးသေးတန်စွာမရွာနိုင်တော့ပါဘူး။ကဲလီမာမှာမိုးလည်းမရွာအဲဒါဆိုရင်တော့လူရည်စေတန်းဒီပါကဘဲရှီကိုသုံးဆွဲကြတာလေ။ ဒီလိုခန်းနာကြီးကျယ်တဲ့မြို့ပြကြီးတစ်ခုဟာရေမရှိဘဲနဲ့ရပ်တည်နိုင်ဖို့ရာသမိုင်းကြောင်းတစ်လျှောက်လုံးစိန်ခေါ်မှုများစွာကိုရင်ဆိုင်ခဲ့ရပါတယ် လီမာရဲ့အသက်သွေးကြောကတော့မြို့ကိုဖြတ်ပြီးတော့ပစိပိတ်သမုတ်တရာနဲ့စီးဝင်ရတဲ့ရီမက်မြင့်ချင်းယုံမြင့်နဲ့လူရင်မြင့်သုံးသွယ်ပဲဖြစ်ပါတယ်ဒီမြင့်တွေရဲ့မူလရှင်မြင့်ဟာအင်ဒီစတောင်တန်းဘော်ကရေခဲပြင်တွေအရေပြောကြလာတဲ့ရေတွေဖြစ်ပါတယ်ဒီရေကိုပဲမြို့ရဲ့အတောက်သုံးရင်နဲ့စိုက်ပျိုးရေးအတွက်အဓိကအားထားပါတယ်ဒီတော့ပေရူအစိုးရက တောင်တွေအောက်ကနေဖြတ်ပြီးတော့မေဇုံမြဝမ်းဘက်ကအရှိတွေကိုခိမိဦးမင်လိုင်ကောင်းနဲ့ရေလောင်ကန်စနစ်တွေအသုံးပြုပြီးတော့လီမာကိုဆွဲယူခဲ့ပါတယ်။ဒါအပြင်လိုခဲ့တဲ့နှစ်ပေါင်း1500လောက်ကတိဆောက်ခဲ့တဲ့ရှီဟောင်းအာမူနာစ်လို့ခေါ်တဲ့ကြောက်ချောင်းမြောင်းစနစ်တွေကိုလည်းအပြန်လည်ပြီးတော့အသက်သွင်းနေပါတယ်။ဒီစနစ်ကတောင်ပေါ်မှာရွာတဲ့ မိုးရေတွေကမြေကြီးတွေကိုစိမ့်ဝင်စေပြီးတော့နေအောင်ရေဖြစ်တူလောင်က၆ရက်ရာသီမှာမြစ်ကိုပြန်ပြီးတော့စီးဝင်စေဖို့လှုံ့ဆော်တာပဲဖြစ်ပါတယ်။ဒါဟာရေဟိုထိမ့်သိမ်းဆောင်းရှောက်ရာမှာသဘာဝကိုအခြေခံတဲ့ထူးခြားတဲ့နည်းပညာတစ်ခုပဲဖြစ်ပါတယ်။ မုံမီရွာတဲ့မြို့မှာနေထိုင်ရတဲ့မိမာမျိုးသားတွေရဲ့နေစဉ်ဘဝကတကယ်ကိုထူးဆန်းပါတယ်။နေရာဒီမှာပူပြင်းချောင်းသွေးပေမဲ့ဆောင်းရာဒီရောက်ရင်တော့မြို့ကိုယ်တွေနဲ့လေတုဟာအမြဲတမ်းဆူဆူပြီးတော့မှိုင်းညိုနေပါတယ်။ခေါင်းကင်မြောင်မြင်ရဖို့ခက်ခဲတဲ့အတွက်မိမာမျိုးက ကဘာအုံမိုင်းဆုံးမျိုးတစ်ခုအဖြစ်လဲသတ်မှတ်ခံရပါတယ်။ဒါပေမဲ့ဒီလိုဆုံဆုံမှုဟာလည်းသူတို့ရဲ့အသက်ကယ်နည်းလမ်းတစ်ခုပါပဲ။စင်စီဘုံဒေတာတွေမှာနေထိုင်တဲ့ဒေတာကန်တွေရောအင်ဂျင်နီယာပညာရဲ့နဲ့စိုက်ပျိုးရေးပညာကိုပေါင်းစပ်ပြီးတော့အလွန်ထူးခြားတဲ့ရေရာရှိမှုနည်းလမ်းတစ်ခုကိုတီထွင်ခဲ့ကြပါတယ်။အဲ့ဒါကတော့မီးခိုးမြူဖမ်းပိုက်တွေပါပဲ။ပိုက်ကုံအကြီးကြီးတွေကိုတောင်ကုန်မြင့်တွေမှာထောင်ထားပြီးတော့မြူခိုးတွေပိုက်ကုံကိုဖြတ်တဲ့အခါရင်ငွေတွေကရေစက်ကလေးတွေ ဖြစ်စူးစီးပြီးတော့အောက်ခြေအပိုက်ထဲကိုစီးဝင်စီပါတယ်ဒီနီလန်က နေစဉ်ရေသက်ဂါလန်ပေါင်းများစွာကိုရရှိစေပြီးတော့အခြေခံလူမှုဘဝအတွက်ရေကိုအသုံးပြုနိုင်ကြတာပဲဖြစ်ပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်